ဆက်သက်အာဏာသိမ်းတဲ့2023ခုနှစ်အစပြီးယခုအချိန်ထိ၄နှစ်ကျော်ကာလအတွင်းမှာ Greenie အမျိုးသားတွေခုခံတော်လှန်မှုပြုလုပ်ခဲ့ပြီးခုဆိုရင် Greenie ပြည်နယ်အတွင်းမှာစစ်ကောင်စီတပ်ကင်းစစ်နယ်မြေတွေအများကြီးရှိလာပြီလို့သိရပါတယ်။ဒီမော့ဆိုအရှိတ်ဘက်ချံပွန်ချောင်းတန်လွင်မြေအရှိတ်ဘက်ချံတီဖားဆောင်မက်ဆယ်ဖက်တွေမှာစစ်ကောင်စီဗမာစစ်တပ်ကင်းစစ်နယ်မြေတွေဖြစ်လာပြီလို့သိရပါတယ်။ Greenie ပြည်မှာကြန့်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကိုဆက်လက်သိမ်းယူဖို့လည်း လှုပ်ဆောင်နေပြီလို့ Greeny ဒုက္ခတဲ့ scan အမှတ်1မှာကျင်းပတဲ့ Greeny အမျိုးသားနေမှာ KNPB အတွင်းညမှုဦးအောင်ဆန်းမြင့်ကပြောဆိုလိုက်ပါတယ်။လက်ရှိမှာဆိုရင်ကျွန်တော်တို့ဒီထဲမှာဆိုလို့ရှိရင်တာဝန်အာဒီမော့ဆိုရှေ့ဘက်ချမ်းအာဒီဘုတ်ကလို့နော်ဒေါပြကူဒေါရမကြီးပေါ့နော်အဲ့ဒီတာဘာလဲအာပုံချောင်းတာဝန်ကနေဒီနေစအထိပေါ့ကျွန်တော်တို့ကလွတ်လပ်တဲ့ စစ်တစစ်အကြမ်းဖက်စစ်တမရှိတဲ့ကင်းစင်တွေမျိုးဖြစ်သွားပြီ။နောက်ဟိုဘက်ကဆိုလို့ရှိရင်လည်းကျွန်တော်တို့ဖာဆောင်ဖာဆောင်မှနေရတဲ့ကကျွန်တော်တို့မဲဆက်မဲဆက်နာမဲဆက်နောက်မှ PP 73တိရကျွန်တော်တို့ကဒါကျွန်တော်တို့ရဲ့စစ်တကင်းစင်တွေမျိုးဖြစ်သွားပြီပေါ့နော်။အခုဆိုလို့ရှိရင်ကျွန်တော်တို့တိုက်ပွဲကဒီရှမ်းနဲ့ဂရီနီနယ်ဆမိုးပြဲဖဲကုံမှာဖြစ်နေတယ်။နောက်မှဂရီနီပြည်ထဲမှာလက်ကျန်ရှိတဲ့ကျွန်တော်တို့ဘောလ်ကဲဘောလ်ကဲစစ် တတ်ကိုကျွန်တော်တို့ကသိမ်းပိုက်ဖို့အတွက်ကျွန်တော်တို့ကြိုးပမ်းနေတာရှိဒီလိုခုခံတော်လှန်စစ်တွေဆင်နွှဲတဲ့အချိန်မှာစစ်ကောင်စီကနေစင်နဲ့မြလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်နေတာကြောင့် Greenie မှာရှိတဲ့ပြည်သူလူထုတွေအပြစ်မဲ့အသက်ဆုံးရှုံးမှုတွေအများကြီးရှိခဲ့ပါတယ်။လက်ရှိချိန်မှာစစ်ဘေးလန်နဲ့တဘွားဘေးလန်တွေကိုကြုံတွေ့နေရတဲ့ပြည်သူ2800ကျော်ရှိတယ်လို့သိရပါတယ်။ထို့ပေမဲ့လည်း Greenie ပြည်နယ်မှာကိုလက်ကိုချီနဲ့ဂျာကာလာအုပ်ချုပ်ရေး ်ဂျာကာလာတရားစီရင်ရေးဂျာကာလာဥပဒေပြုတ်ရေးစတဲ့မန်တန်300ရက်ကိုဖော်ဆောင်ပြီးမိမိကိုယ်ပိုင်ပြန်တန်းခွင့်ကိုအကောင့်ထည့်ဖို့နေကြပြီဖြစ်ပါတယ်ကျွန်တော်တို့ရဲ့လက်ကျွန်တော်တို့ရဲ့ခြိနဲ့ပေါ့နော်အုပ်ချုပ်ရေးဥပဒေပြည်တရားစီရင်ကိုကျွန်တော်ကင်တွေဖြည့်ရှင်းနေပြီဆိုတာကိုကျွန်တော်အသိပေးတာဖြစ်ပါတယ်ကျွန်တော်တို့ကနာဂဖယ်ရယ်ဒီမိုစီပြောင်စုကိုတိဆောက်မှဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်နယ်တစ်ခုတည်းကနေပြီးမှကျွန်တော်လွတ်မြောက်ရုံနဲ့မရဘူးဒါကြောင့်မလို့တခြားပြည်နယ်တခြားဖယ်ရယ်ယူနစ်တွေကလည်းကျွန်တော်တို့ အားလုံးလွတ်မြောက်ပြီးတော့မှဆရာနာရှင်ပြုတ်ကြတဲ့အထိပေါ့နော်ကျွန်တော်တိုက်ပွဲဝင်ကြဖို့နောက်မှ fair democracy ပြောင်းစုအစ်စ်ကိုကျွန်တော်အတူတကွတည်ဆောင်ကြဖို့ဟာအလွန်မှရေးကြီးပါတယ်အဲဒီအတွက်ကြောင့်ကျွန်တော်တို့ Greenie ပြည်ရေးရလေနော်အနာဂတ်မြန်မာနိုင်ငံရေးဖြစ်တဲ့အတွက်ကျွန်တော်တို့ Greenie ပြည်လွတ်မြောက်ဖို့အတွက်ကျွန်တော်တို့ Greenie အမျိုးသားလို့ခိုင်ထားကြတဲ့လူတွေအားလုံးမှတာဝန်ရှိပါတယ် ဒီနေ့ကရီနီအမျိုးသားတစ်ခုလုံးလွတ်မြောက်ရေးဟာဆိုကရီနီတစ်မျိုးသားလုံးနဲ့ဆိုင်တဲ့အတွက်ကျွန်တော်တို့ကြာရခန်းကဏ္ဍကနေမှာကျွန်တော်တို့ဝိုင်းဝန်းပြီးမှအမျိုးသားလွတ်မြောက်ရေးအတွက်ကူညီပေးကြဖို့လိုတယ်ပါဝင်ဆောင်ရွက်ကြဖို့လိုအပ်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောကြားချင်ပါတယ်ကရီနီပြည်နယ်မှာကရီနီအတိုင်းပင်ခံကောင်စီ KSCC ဖွဲ့စည်းထားသလိုနိုင်ငံရေးနဲ့မူဝါဒဆိုင်ရာထိန်းချုပ်ပြီးသူရဲ့အောက်မှာကော်မတီ၄ခုနဲ့လက်ပတ်နေတာဖြစ်ပါတယ် IEC လို့ခေါ်တဲ့အစိုးရပုံစံဂျာကာလာအုပ်ချုပ်ရေးကောင်စီတွေဖွဲ့စည်းပြီးဌာနဆိုင်ရာ12ခုနဲ့မြို့နယ်16ခုတို့ကိုပေါင်းစည်းအုပ်ချုပ်နေပြီဖြစ်တယ်လို့ဥပဒေပြုရေးမှာလဲဂျာကာလာဂရင်းနီပါလီမန်ရှိပါတယ်။ဒါအပြင်ဂျာကာလာတရားစီရင်ရေးမှာလဲမြို့နယ်တရားရုံး၈ရုံး၊ခရိုင်တရားရုံး၃ရုံးနဲ့ပြည်နယ်တရားရုံး၃ရုံးရှိပြီးစီမံခန့်ခွဲအုပ်ချုပ်နေတာဖြစ်ပါတယ်။ audio jungle